မြစ်များလုံးမင်္ဂလာပါဒီတာမကန်ခွန့်ကြလူလေးကိုကျွန်တော်တို့ကအမြင်တိုင်းပဲ28သိန်းနဲ့ဝယ်ပါတယ်။ကြောင်လေးကလုံးစုံတုံးက350ဒီဈေးထွက်ထားတယ်ဗျ။အဲဒါမဲ့ပိုင်ရှင်က350ကိုမရောင်းနိုင်တော့ဖြတ်လိုက်တဲ့အခါမှာကြောင်လေးကကြောက်သားတစ်ချမ်းပြတ်သွားတယ်ဗျ။ကျွန်တော်တို့ကတော့လှုပ်ချက်လေးလည်းရှိတယ်ပြီးတော့ကြောက်ကလေးကိုလည်းခေါင်းညင်တာနဲ့ကျွန်တော်ကဝယ်လိုက်တာပေါ့ဗျ။အဲဆက်ပြီးဖြတ်တဲ့အခါကျကြောက်လေးကမစိုးဘူးဗျ။ကြောက်သားရှိတဲ့နေရာမှာကြောက်စီလေးတွေပါတယ်။အစုံမန်းလေးတွေဝင်နေပြီးတော့ ဒီအခွန်ရဲ့အောက်ကရှိတဲ့အဝါကာလာလေးကတော်တော်လေးဆွဲဆောင်မှုရှိတာဗျ။ဒါနဲ့ကျွန်တော်တို့ကဒီကြောက်လေးကိုအချက်တစ်တွေဖြတ်ပြီးတော့မှအယောင်တင်ပြီးတိုက်မယ်ဆိုရင်ကိုပဲကျွန်တော်တို့ဝယ်ထားတဲ့ဝယ်ရင်းစည်းရဲ့နှစ်လက်ထပ်သုံးလက်ထပ်တော့လွယ်လွယ်မြတ်မယ်လို့တွက်လိုက်တာဗျ။ဒါမဲ့ဒီကြောက်တွေကိုအယောင်တင်ပြီးလောလိုက်ဈေးကွက်ထိုးကြည့်တဲ့အခါကျတော့ကျွန်တော်တို့ထင်ထားသလိုမျိုးအဲအရန်ကြီးဈေးခုံမသွားဘူးဗျ။သိန်း90သိန်း90တပတ်လေသိန်း90အောက်ပဲဈေးတွေကထွက်နေတာဆိုတော့ကျွန်တော်တို့က ကျွန်တော်တို့မှန်းထားတဲ့ဈေးတန်းနဲ့အရန်ကွာနေတဲ့ခါကျတော့နောက်တစ်ဆင့်ထပ်ပြီးစဉ်းစားရတာပေါ့ဗျာဒါနဲ့အဲ့ထဲကတစ္ဆာလေးတစ္ဆာကို ကျွန်တော်တို့ကလက်ရဆန့်ထိုးကြည့်လိုက်တယ်ဗျာအလက်ရထိုးပြီးတော့ကျွန်တော်တို့ကကြက်ကြီးဆယ်လောက်မှန်းနေဆိုပေမဲ့လို့လဲကြောက်လေးက9သိန်းအောက်ကိုမှတရဝင်း3သိန်းခွဲတို့2သိန်းတို့ပဲဈေးတွေထွက်နေတဲ့ခါကျတော့ကျွန်တော်တို့ကနောက်ဆုံးအဆင့်ဘဘူးထိုးဖို့ပဲဆုံးဖြတ်လိုက်ရတာပေါ့ဗျာကျွန်တော်တို့လူကျင်တဲ့ဆယ်ကြီးရံငွေရလဲဘဘူးဖြစ်မှာပဲရနိုင်မယ်အနေထားဖြစ်သွားတာဟုတ် ဈေးကွက်မကောင်းတာလည်းပါတာပေါ့ဗျာဒါကတော့အဲ့တော့ကျွန်တော်တို့ကဒီအချက်လေးတစ်ချက်ရဲ့နောက်ထပ်သူနဲ့ကက်ရဲ့အဘွားအချက်လေးတစ်ခုရဲ့ကိုဘဘူးဆရာကြီးလေးသူရအောင်နဲ့၁၈သိန်းနဲ့ရှယ်ယာထားပြီးထိုးပါတယ်အဲ့ဒါကတော့ပထမဘုတ်လေးပေါ့ဗျာဖះရနဲ့ချူနဲ့အဲ့ဒါဒုတိယပုံကကြတော့ဖះမျက်နာတော့ရဲ့ယဟန္တာပုံတော့ရဲ့ လက်ရာကတော့ကျွန်တော်တိတ်အများကြီးမပြောတော့ပါဘူးဒါမိတ်ဆွေတို့ပဲတခြားကြည့်ကြည့်ပေါ့ဗျာအဲ့တော့ဒီပပူလေးနှစ်ခုကိုကျွန်တော်တို့အယောင်တင်ပြီးတော့ဈေးွက်ထိုးကြည့်တဲ့အခါမှာဖះပုံတော်လေးက330ထွက်ပါတယ်ဒီဖះမျက်နှာပုံတော်လေးကကျတော့25ဒိမ့်မဲ့ထွက်တယ်ဗျာကျွန်တော်တို့ကလည်း100ရာလောက်မှန်းထားတဲ့ခါကျတော့မရောက်နိုင်တာနဲ့တိတ်ထားလိုက်တာပေါ့ဗျာဒါလေးကိုတော့ကျွန်တော်တို့ဈေးွက်ထဲမှာ6ဒိမ့်နဲ့ပဲရောင်းပေးလိုက်ပါတယ် အဲဒီ coin လေးရကြတော့ဆရာကိုချစ်ကိုရလက်ရပါဗျလက်ရကောင်းပါတယ်ဒါလေးကိုကျွန်တော်တို့ကအဲဈေးကွက်ထဲမှာ10သိန်းနဲ့ရောင်းပေးလိုက်တယ်ဗျဒါကတော့စကိုင်းကပပူးဆရာညီလေးကိုသူ့ရလက်ရပါဒီလက်ရလေးလည်းတော်တော်လေးလာပါတယ်ဒါလေးကိုကျွန်တော်တို့ကရောင်းတင်ပြီးရင်10ဘိုင်းတော့လွယ်လွယ်ရမယ်လို့မှန်းလိုက်တယ်ဗျအဲ့တော့ဒီနေရာမှာကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောချင်တာကကျွန်တော်တို့ထင်းစလုံးမဖြစ်တဲ့ကြောက်လေးကိုကျွန်တော်တို့က ဟိုနောက်တစ်ဆင့်နောက်တစ်ဆင့်စဉ်းစားတဲ့အခါမှာနောက်ဆုံးဘဘူးဖြစ်သွားတဲ့အခါမှာဈေးတန်းအပြောင်းလဲလေးကိုသိစေချင်တာဗျ။ရေခုံးစာလေးသုံးစာကိုအဲကျွန်တော်ကကျွန်တော်မိတ်ဆွေနဲ့ရှယ်ယာ9သိန်း4000လောက်နဲ့ဝယ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီသုံးစာတွေရမှာဒီစာလေးကတော့ခေါင်းစာလေးဗျ။အဲသူကကြောက်သားမြင့်နဲ့ခုံးစီလာတယ်။နောက်ပြီးတော့သူကအသက်ခံလေးအသက်ဆန်းလို့ဖြစ်နေတဲ့အခါကျတော့3 color လေးပေါ့ဗျာ။အဲ draw လေးဆွဲဆောင်မှုရှိတာနဲ့ကျွန်တော်တို့ကဒီကြောင်လေးကိုဘဘူးထိုးမယ်လို့စဉ်းစားပြီးတော့မှ ဒါဝယ်လိုက်တာဖြစ်ပါတယ်ဒါမဲ့လို့ဘဘူးထိုးမယ်ဆိုရင်လည်းကျွန်တော်တို့ကအချိန်ပေးရမှာဆိုတော့ကြာမှာနဲ့ကျွန်တော်တို့ကဒီကြောင်လေးကိုအပွင့်မဲ့ဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်ဗျအဲဒါကတော့ကြောင်လေးကိုဖြတ်တဲ့အနေဒါဖြစ်ပါတယ်အဲခုနကဗီဒီယိုအစာပိုင်းမှာကျွန်တော်ပြထားတဲ့မီးထိုးထားတဲ့ပုံလေးတွေအတိုင်းပေါ့ဗျာကြောက်လေးကဒီနေရာလေးကအနာတစ်ချက်ပါတဲ့ခါကျကျွန်တော်တို့ကပယ်ကြီးမရနိုင်တာ ਨੇ နှစ်ပိုင်းပြန်ပိုင်းရတယ်ဗျအပွင့်မှာကြာကျွန်တော်တို့ကအနာထည့်သွေးလို့အဆင်မပြေဘူးပေါ့ဗျာအဲဒါကတော့ဖြတ်ပြီးသားအနေထားလေးပါအစာလေးနှစထွက်ပါတယ်အသေးစာလေးနဲ့အကြီးစာလေးနဲ့ပေါ့အသေးစာလေးကိုကျွန်တော်တို့ကဘဲဥပုံသွေးမယ်အကြီးစာလေးကိုတော့ကျွန်တော်တို့ကမိုးရေစပုံပုံစံလေးသွေးမယ်လို့စဉ်းစားထားပါတယ် အဲဒါကတော့အသေးစားလေးကိုတွေးထားတဲ့အပွင့်လေးပါချောက်လေးကခုံးစီလေးကတော်တော်လေးလှတယ်ဗျအဲဒါကတော့အကြီးစားလေးပါအကြီးစားလေးကိုဒါမိုးရေစပုံတွေးထားတာပေါ့ဗျအလဲမှာသူကအမဲဆန်လေးပါတယ်ဗျအဲ့တော့ကျွန်တော်တို့ကဒီချောက်လေးနှစ်ပွင့်ကိုကျွန်တော်တို့ကမင်္ဂလာဖြစ်အောင်ပေါ့ဗျဒါအဲနှစ်ပွင့်ကို15သိန်းနဲ့ကျွန်တော်တို့ရောင်းပေးလိုက်တယ်ဗျ အဲဒါကတော့ကြံတဲ့အပိုင်းလေးပေါ့ဗျာအဲ့တော့ဘဘူးလုပ်ငန်းလေးကျွန်တော်တို့ကလုပ်နေတဲ့ခါကျတော့ဒီကြောင်လေးကိုကျွန်တော်တို့ကဘဘူးထိုးွားတော့တန်ရုံးစရာမကုန်သေးဘူးဗျာဒါမဲ့လို့ဘဘူးစရာတွေကလည်းအဲအပွင့်အောင်ရတယ်ဆိုမှတော့ဒါဘဘူးမထိုးဘဲနဲ့အပွင့်ပဲဆက်ပြီးတော့မှဖြတ်ပါဆိုပြီးအကြံပေးရတယ်ကျွန်တော်တို့ကဒီကြောင်လေးကိုအပွင့်ပဲဆက်လိုက်တယ်ဗျာ အဲဒါကတော့ဖြတ်ပြီးသားအနေထားလေးပါအဲခုံရဲ့ကျိုးအောက်ကပဲကျွန်တော်တို့ကတ်ဖြတ်လိုက်တယ်ဗျအလေးပိုင်းလေးကိုတော့ကျွန်တော်တို့ကဗဟုအပ်ထားလိုက်ပါပြီအဲဖြတ်လိုက်တဲ့အခါကျတော့ဒီခုံရိုးလေးကထူတယ်ထူတဲ့အခါကျတော့ကျွန်တော်တို့ကဖြတ်လိုက်တဲ့အခါမှာအလုံးပေါင်း90ဆရတယ်ဗျအဲ90ဆထဲမှာမှာအကြီးဆုံးဆာလေးကဟိုကျွန်တော်တို့ဒီတိုင်းပဲဟိုအရွယ်ရတယ်ဆိုရင်တော့ကျွန်တော်တို့ကအဲကြောက်က ိုလွယ်လွယ်ဒါ90တပတ်လဲတွက်လို့တော့ရတာပေါ့ဗျာဒါပေမဲ့လို့ तू ကပြောရလို့ရှင်တော့ဟိုကျွန်တော်တို့အနာပါသွားတာဗျာအနာပါသွားတော့ကျွန်တော်တို့အနာကိုထည့်လို့မရတော့ဖြတ်ထုတ်ပြရတာပေါ့ဗျာအဲ့ဒါကတော့အောက်ပိုင်းကနည်းနည်းလေးဟိုကြတဲ့အပိုင်းလေးပေါ့အဲ့တော့ဒီမှာကျွန်တော်တို့ခေါင်း၅ဝင်ရပါတယ်ဒီ၅ဝင်နေရာမှာကျွန်တော်တို့အကြီးဆုံး၂ပွင့်ကိုလက်ဆုပ်ကွင်းလိုက်တယ်ရွယ်သိမ့်မရဘူးဗျာနှစ်ကလပ် မပြည့်တပြည့်ပဲရှိတယ်ဗျာဒါလေးကိုကျွန်တော်တို့က15သိန်းဒီဒီဝင်တဲ့ကိုပဲကျွန်တော်15သိန်းရောင်းပါတယ်ဒါလေးကတော့နဗန်စုံကြီးလိုက်တဲ့အခါမှာဒီနဗန်စုံလေးကိုကျွန်တော်က3သိန်းရောင်းပါတယ်အဲဒါကတော့ကြံတဲ့အစာလေးတွေကိုကျွန်တော်တို့ကသွေးထားတဲ့အခါမှာလောလောဆယ်တော့မရောင်းသေးပဲနဲ့ကျွန်တော်စုကြောင်းနေနေပဲသိမ်းထားတဲ့ကြောင်လေးတွေဖြစ်ပါတယ်